Hey guys အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့အော်တနီယာတင်တဲ့ဒေဒီရဲ့ညောင်ကုန်းမြို့ကိုသွားတဲ့စိုင်းပွဲလေးအကြောင်းတင်ပေးမှာဖြစ်ပါတယ်ရှင်အားလုံးပဲလက်ကြည့်ပေးပါအောင်နော်စိုင်းသမားမိုင်စိုင်းကားစီးရပါတယ်စိုင်းကားဆိုရင်လူအများကြီးနဲ့တက်တာပုံတွေကိုကားပေါ်မှာအဲ့လိုထပ်တင်ပြီးအဲ့လိုစီးပြီးတော့သွားရတာပါညီမတို့ဒေဒီရဲ့မြို့ဝင်ရနေပြီးတော့ဒါညောင်ကုန်းရွာကိုသွားမယ်တင်မော်စီရမယ်မြစ်စိတ်ကိုရောက်လာတာဖြစ်ပါတယ်ရှင် အခုရောက်ပြီဆိုတော့ဆိုင်းကားပေါ်ကတက်တာတွေအကုန်လုံးကိုမော်တော်နဲ့ရွာဘက်ကိုသွားဖို့အတွက်ဆိုင်းတက်တာတွေရွှေ့ရမှာပေါ့နော်အဲ့ဒီအတွက်ကိုအခုဒါရွာသားတွေနဲ့ညှိနှိုင်းပြီးလုပ်နေကြရပါရှင်ဆိုင်စီယာနဲ့ဆိုင်သမားတွေအနေထားပေါ့နော်ဒီလိုလေးတွေအိတ်လေးတွေကိုပုံထားပြီးအကုန်လုံးငုတ်တုံလေးတွေထိုင်ဆောင်နေကြရတာဗာတိတာပုံပြရဲသူကပြရွာသားတွေရတဲ့သင့်စီလောက်ရတာဗာ အားလုံးပဲတင်မောစာထွက်ပါပြီရှင်ဒါကတော့တင်မောစာထွက်တဲ့အခါမှာနေပူနေတော့ထီးဆောင်နေသူကစာပူပစိုးချုံနေသူကချုံနေအကုန်လုံးအဲ့လိုမျိုးသွားရတာပါနေပူကျဲတဲ့မှာမော်တော်စားစီးပါပြီရှင်ဒါကတော့ဒီလေးရဲ့တရားကြီးဖြစ်ပါတယ်ညီမတို့ကအနည်းဆုံးမော်တော်၃နိုင်လောက်တော့စီးလိုက်ရရဲ့ပေါ့နော် ညီမတို့ကဒီမြေပြင်ချင်းရက်နေပြီးတော့ပင်လယ်ဝါးထိသွားပါတယ်ပြီးရင်ဒီလိုမျိုးချောင်းငယ်လေးတွေကနေပြီးတော့มาသွားပြီးတော့มาရွာကိုရောက်တာပါညီမတို့စီးရဲ့အချိန်ကရေကျနေတဲ့အချိန်ဖြစ်တဲ့အတွက်အခုလိုမျိုးထော်လာကြီးကနေတဆင်နဲ့သွားပါတယ်ဘာဖြစ်လို့လဲဆိုတော့သူတို့တွေကကျွာပြင်ထိပဲရောက်လို့ပေါ့နော်မော်တော်ကဘိုက်တိုက်ပြီးတော့လေးပြီးတော့သူတို့သွားလို့မရတော့ပါဘူးရေကျသွားတဲ့အတွက်အဲ့လိုမျိုးသွားပါတယ် လျှောက်ပါပြီရှင်ဒါကတော့ညီမတို့စိုင်းတီမဲ့ဘုန်းကြီးကျောင်းပါဒီကျောင်းကြီးကိုစောက်ပြီးတော့တွေ့ပြကပါကေးလူတဲ့အလူလောက်တာပါကထိန်ရောအကုံပေါ့နော်ဒါကတော့စိုင်းစီနေရာလေးဖြစ်ပါတယ်ကျိုးရောက်တဲ့ညဆိုတော့ပြောရပါလေခောက်ပြီးတော့အခုလိုမျိုးအေးရပါတယ်။စိုင်းနောက်မှာအိပ်ပြီးဆိုရင်အခုလိုပဲချက်နောက်နေတစ်ခုနဲ့တစ်ခုကိုပင့်ကူမြင်နေလို့ထောင်ပြီးတော့စပိုက်ဒါမန်လိုအေးရပါတယ်ရှင်။ဒါညီမတို့နောက်နေ့မနက်မှာပြောသချင်းနေပေါ့နော်။ညီမတို့ရဲ့စိုင်းနေရပြောသချင်းလေးတွေကိုညီမတို့အလိုစုပ်ပေးတာပါ။ညီမတို့စိုင်းရဲ့တမစင်တစ်ခုပါရှင်။အခုလိုမျိုးမတည့်ရက်ပြီးတော့ပဲစုပ်ပေးပါရစေ။ ညဘက်အိတ်ခံတီးတာလေးကိုရိုက်ပြထားရပါရှင်အကုန်လုံးတော့မရိုက်နိုင်ဘူးပေါ့နော်ဒါကတော့အတူချုံအနေနဲ့ floor လေးတစ်ခုတင်ရင်နဲ့အတွက်ကိုရိုက်ထားတာလေးတစ်ခုပါရှင်မူရင်းဆိုရင်မာရီကိုလည်းလေးစားပါတယ်ရှင်။ တလက်စာလေးကြောင့်ညာပါညီမတို့ဆိုင်မှာဒီလိုမျိုးလေးကြီးလဲအကလေးကြီးကပါရှင် ပြီးနေမှာဆိုလို့ပေါ့နော်ဒီလောက်နေပဲဖြတ်ချလိုက်ပါမယ်တကယ်လို့ကြည့်ကျင်နေဆိုရင်တော့ comment လေးရေးသွားပေးပါကြည့်ကျင်ခဲ့တယ်ဆိုရင်တော့တင်ပေးပါမယ်ရှင်ဒါကတော့မပြန်ခင်နေနောက်နေနေခဲ့ပဲအိတ်ကန်လေးပါရှင်ကျေးဇူးတင်ပါတယ်เนาะဒါလေးလည်းဒီလောက်ပဲတင်လိုက်ပါမယ်ရှင် စိုင်းသိမ့်ပြီးတော့ဒါအနူရားနေကြတာပေါ့နော်တရားနာတာကိုလည်းစောင့်နေတဲ့အကုန်လုံးနားယူပြီးတော့အိတ်တဲ့သူက8စားတဲ့သူကစားလုပ်နေတဲ့အချိန်လေးဖြစ်ပါတယ်စိုင်းသမားတွေရဲ့ပျော်ဆုံးအချိန်ပါရွှေမုံငွေမိုးတွေရွာတာတော့ဒါတစ်ဖြက်လေးပြတာပေါ့နော်အလို့တကာကြီးကညီမတို့စာရုံလဲလာလာပြီးကျဲတာတရက်ကိုအနည်းဆုံးမရဘူးဆိုရင်6000 5000လောက်ရကြပါတယ်တကယ်ကောက်နိုင်တဲ့သူဆိုရင်တော့3000လောက်ထိရကြပါတယ်ရှင် ။နံကောင်းကျင်တော့မော်တော်ကထွက်လို့မရပါဘူး။ဘာလို့လဲဆိုရေမရှိတော့လို့ပါရေကျသွားလို့ပါမိုးရေရွာတော့ဘုန်းကြီးကျောင်းထဲကိုပဲရွှေ့ပြီးတော့အကုန်လုံးနေနေကြရတာပါရေတက်မဲ့ချိန်ကိုစောင့်နေကြရပါရှင်အဲ့ဒါကောင်ကဘာလုပ်နေရလဲဟေးအလုံးလားလေခွဲမလို့လေစိတ်ရင်းလုံးဟုတ်လားတယောက်ဘယ်လောက်ရလဲယောက်6000ခွဲစကားဆက်တဲ့သိန်းလောက်ရတာတအားမှမရဘူးဟုတ်လားတယောက်6000ဟုတ်ကဲ့အဲ့ရောက်ပြောနေရအခုပြောနေတာပေါ့ပြောနေတာပေါ့ အာအပြောဆုံးချိန်ကိုပြောပါဆိုရင်ဖွဲ့စုရရချိန်ပါပဲမပြောတာမတော်ကမှရေမရှိလို့တောင်းတယ်ညစက္ကနိုင်မှပြန် အဲ့ဒါကိုပြောတာအဲ့ဒါမပြောတာပြောတာတခုမပြောတာတခုအဲ့လိုဆက်နေရတော့ပြောပါရဲအဲကျေးဇူးတင်ပါတယ်တစ်နှစ်လုံးရပါနော်ဆိုင်လေးမှာအတင်လိုက်တဲ့ကလေးလေးတွေနဲ့တတို့မရလောက်တဲ့ကလေးလေးနှစ်ယောက်ကိုသူတို့ကိုအဖွဲစုခွဲပေးဖို့ဒီတိုင်းမခွဲပေးမယ်လေသူတို့ပျော်အောင်လို့ကကိုင်းတာပါလူရင်သားပါလေလူရင်သားပါလေလူမြာအတူတူဆက်လို့ရတယ်ဟုတ်ပြီဟာလူမြာ

ေတက်ပြီဆိုလို့ည10နာရီလောက်မှတင်မောပေါ်တက်ပြီထွက်ကြပြီပေါ့နော်။မောင်ကြီးကဘယ်မောင်ထဲမှာသွားနေလဲ။မောင်မေးကြီးတဲ့မှာအလိုတမီးထိုးလိုက်မောင်းလိုက်လျက်စီးတွေကလည်းတလက်လက်နဲ့မိုးတွေကလည်းယွာပါတယ်။ကန်းအထီးတည်းရဲ့ကန်းကိုညတနားရီခွဲလောက်မှရောက်သွားပြီမဲ့သူတို့ကသွားလို့မရသေးဘူးဆိုလို့အဲ့လိုမျိုးမြစ်ပြင်ကျဲကြီးတွေမှာကျမတို့ရဲ့မော်တော်ညီမတို့ရဲ့မော်တော်အသေးလေးကနေပြီးတော့တညာလုံးအိတ်ခဲရပါတယ်။အမှတ်တရပါပဲတကယ်အမှတ်တရတကအမှတ်တရပါပဲ။ မိုးတွေကလည်းရွာလို့အကုန်လုံးမိုးရေတွေရွှေ့ပြီးအဲ့လျက်စီးတလက်လက်နဲ့ပဲအိတ်ခဲရတာပါတညာလုံးပထမကြပါနဲ့တော့နောက်နေ့မနက်မှာကားပေါ်ကိုပစ္စည်းတွေပြန်တင်ပြီးတော့ညီမတို့ထွက်ကြပါပြီဒါလေးကတော့ကားပြန်စားထွက်တဲ့အချိန်လေးကိုရိုက်ထားတာပါအပြန်ကားပေါ်မှာလည်းမိုးထပ်ပြီးပါရဲ့ရှင်အားလုံးကျေးဇူးတင်ပါတယ်ရှင်စကားမဆက်ဒီလိုစူးစမ်းတဲ့အဖွဲ့လေးကိုဆက်သွင်းနိုင်ခြင်းနဲ့ဆိုရင်ဒီကဖုန်းနံပါတ်လေးတွေကိုဆက်သွင်းနိုင်ပါရှင်။လိုက်ကြည့်ပေးတဲ့အတွက်အားလုံးကျေးဇူးပါ။